မင်္ဂလာပါခင်ဗျာ2025ခုနှစ်နိုဝင်ဘာလ16ရက်မြေလက်အတန်ရဲ့ဒနေတာသတင်းအစီအစဉ်ဖြစ်ပါတယ်ပထမဆုံးတင်ဆက်ပေးမှာကတော့ပမောက်ကဏီနဲ့ကံကောမှာတိုက်နဲ့ဆေးရောအပါနေရာလေးခုလေရင်နဲ့ဘုံကျေးခံရပြီးလေးဦးသေဆုံးခဲ့တဲ့သတင်းမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ပြည်သူ့ကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့စကိုင်းတိုင်းပမောက်မြို့နယ်ကဏီမြို့နယ်နဲ့ကံကောမြို့နယ်တွေကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျေးတိုက်ခိုက်ခဲ့တာကြောင့်အိယသာ၃ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ် ဂျမန်နီနိုဝင်မာ16ရက်ညနေ၄နာရီကျော်မှာဗမာမြို့နယ်တောင်ပိုင်းရှိတိုက်နယ်စေယုံနယ်အချုပ်ခန်းနေရာတွေကိုစစ်ကောင်ဖြင့်တက်ကတိုက်လေရင်နဲ့ဘုံဒီတလုံးစီကျချခဲ့တာကြောင့်ဂျမန်ရဲ့ဝန်ထမ်းအမျိုးသမီးတအူးနဲ့အမျိုးသားတအူးတို့တည်ဆုံးခဲ့တာလို့ဗမာဒေသခံဒေါ်လာရင်တပ်ဖွဲ့ဝင်တအူးကမီလက်တန်ကိုပြောပါတယ်ဘုံကြီးခံရတဲ့စေယုံဟာအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ထိန်းချုပ်မှုအောက်မှာလေပတ်နေတဲ့တိုင်းနယ်စေယုံဖြစ်ပြီးဖြစ်စဉ်နဲ့ပတ်သက်လို့ဗမာမြို့နယ်ဘက်ကဖပါအဖပါလာဖအဖွဲ့အစည်းတွေကတည်င်းထုတ်ပြန်တာမရှိသေးပါဘူး အလားတူနိုဝင်ဘာ17ရက်ညနေ3နာရီကျော်မှာကဏီမြို့နယ်မင်းဟိုကြီးရွာနီးရာခင်းတွေတဲကိုစစ်တပ်တိုက်လေရင်နစီကဘုံနှလုံးကျချခဲ့တာကြောင့်ရာခင်းထဲမှာရှိနေတဲ့အမျိုးသမီးတဦးဒီဆုံးပြီးနှစ်ဦးတရားရရှိခဲ့တယ်လို့သိရပါတယ်။ဘုံကျဲခံရတာကြောင့်အသက်30ဝန်းကျင်ရှိအမျိုးသမီးတဦးဒီဆုံးခဲ့ပြီးသူ့ရဲ့မိခင်အသက်60နှစ်အရွယ်ရှိအမျိုးသမီးတဦးနဲ့အသက်23ဝန်းကျင်ရှိအမျိုးသားတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကဏီဒေသခံအမျိုးသားတဦးကပြောပါတယ်။ဒါအပြင်မကွေးတိုင်းကံကောမြို့နယ်ကအင်ဂျင်900ခန့်ရှိတဲ့ တောင်ဖင်ရဲကြီးရွာကိုစစ်ကောင်မြစ်တပ်ကနိုဝင်ဘာ17ရက်ည9:00နာရီကျော်မှာဒေချောင်းကနေတိုက်လေရင်တစည်းနဲ့ဘုံနှလုံးခြေချခဲ့တာဖြစ်ပြီးအမျိုးသားတအုပ်စုဆုံးက9ဦးတန်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။နေအိမ်ပေါ်ဘုံကြရပေါက်ခွဲတာကြောင့်တောင်ဖင်ရဲရွာကအသက်30နှစ်ခန့်ရှိဦးနိုင်ထွန်းတည်ဆုံးခဲ့ပြီးသူ့ရဲ့မိသားစုဝင်တချို့အပါအဝင်အမျိုးသား9ဦးနဲ့အမျိုးသမီး2ဦးစစ်စုပေါင်း9ဦးတန်ရာရရှိခဲ့တဲ့အပြင် နေအိမ်နှလုံးထပ်မနေပျက်စီးခဲ့တယ်လို့မြေပြင်ချင်းတွေကိုအသိရှိသူဒေသခံမျိုးသားတအုပ်ကပြောပါရယ် တောင်ဟရန်ကြီးရွာဟာပီဇော်ဒီနဲ့စစ်ကောင်စင်တက်စကန်အထိုင်ကျတဆွဲထားတဲ့မြောက်ကရင်ကြီးရွာနဲ့တမိုင်းကျော်ပွားဝေးပြီးတက်တလုံးမှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲအခုလိုဘုံကျဲတိုက်ခိုက်ခဲ့တာလို့အထက်ပါမျိုးသားကပြောပါတယ်။မြိုင်တက္ကသသုံးတက်ကနေရိခါထွက်ရှာတဲ့စစ်သားနှုတ်ပြစ်ခတ်ခံရပြီးတအူးတွေကတအူးတန်ရနဲ့ဖမ်းမိတဲ့သတင်းကိုဆက်လက်တင်ဆက်ပါမယ်။မကွေးတိုင်းမြန်မြို့နယ်ခြေဆိုင်အမတ်သုံးတက်မတော်အကြီးစားဆက်ယုံတက္ကသသုံးကနေရိခါချဖို့ထွက်လာတဲ့စစ်ကောင်စင်တက်ပွဲဝင်နှုတ်ကိုဒေသခါခွဲရေးတက်ဖွဲ့တွေက ြစ်ခတ်တိုက်ခိုက်ခဲ့ရမှာတအူးသေးဆုံးခဲ့တယ်လို့မြိုင်ပါကဖစီကသိရပါတယ်။နိုဝင်ဘာ၁၀ရက်ဒီကနေ့မနက်၈နာရီခွဲမှာမြိုင်တက္ကသသုံးနဲ့နမန်ခန့်အပါတော်တိုက်တွဲမှာရိခါရှာနေတဲ့စစ်ကောင်ဖြစ်တဲ့ဘွဲ့ဝင်တအူးကိုမီတာ၈၀အပါကနေပြစ်ခတ်တိုက်ခိုက်ခဲ့တာလို့မြန်မြို့နယ်ပါကဖတာဝန်ခံဗိုလ်လဲရကနေလက်တံကိုပြောပါတယ်။ပြစ်ခတ်တိုက်ခိုက်ခံရတာကြောင့်စစ်ကောင်ဖြစ်တဲ့ဘွဲ့ဝင်တအူးနေရာမှာနေတည်ဆုံးခဲ့ပြီးတအူးမှာပေါင်ကြီးထိမှန်တန်ရာနဲ့အရှင်ဖမ်းမိခဲ့ပြီးသူ့ကိုကာကွယ်ရေးတပ်ဖွဲ့တွေကစေကူတာပေးထားတာ စစ်ကောင်မြေတသားရိစီက MA မောင်မြေတနက်တလက်ဖိုက်ပွင့်ဖိုက်စစ်ကြီး453တောင်းကြီးပ6ခုဖုံးတဲ့အာသွင်ကျိုးတွေတင်စီရမိခဲ့တယ်လို့သိရပါတယ်။ဒီဆုံးနဲ့ဖက်စီရမိသူတွေဟာမြန်ဒီသားမူတိုက်ခိုက်ရေးရရှိနေတဲ့စလင်းချီစာခလာရ253တရင်ကစစ်ကောင်မြေတသားရိဖြစ်တယ်လို့သိရပါတယ်။ဒီတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မြန်မျိုးနဲ့ကိုဘရာသားတပ်ဖွဲ့နဲ့အညာမြေတပ်ပေါင်းစုတို့ကလှုပ်ဆောင်ခဲ့တာလို့ဆိုပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့နိုင်ယုံမျိုးနယ်ထဲရောက်ရှိနေတဲ့ ိန္ဒိယရဲ့နေဆက်ခြံစည်းရိုးကာယံမှုကိုတန်ရှန်းနာကားဖောင်စီကကန့်ကွက်ပြီးရက်တံမေးဖို့တောင်းဆိုတဲ့သတင်းကိုဆက်လက်တင်ဆက်ပါမယ်။စကိုင်းနိုင်နာဂါကိုပိုင်အုပ်ချုပ်ခွင့်ရဒေသနိုင်ယုံမြို့နယ်အတွင်းကြားရောက်နေတဲ့အိန္ဒိယအစိုးရရဲ့နေဆက်ခြံစည်းရိုးကာယံမှုကိုကန့်ကွက်ကြောင်းညညွတ်တော်တန်ရှန်းနာကားဖောင်စီ UDNC ကနိုဝင်ဘာ18ရက်မနေ့ကသတင်းထုတ်ပြန်ပါတယ်။အိန္ဒိယအစိုးရကနိုဝင်ဘာပထမပတ်ကစတင်ကအိန္ဒိယမြန်မာနယ်ကြားမှတ်တိုင်183ပန်ဆောင်တောင်ကြားလမ်းနဲ့182တွေမှာခြံစည်းရိုးကာယံနေတာဖြစ်ပြီး အဲ့ဒီနေရာတွေဟာတန်ဆန်းလာကလူမျိုးတွေနေထိုင်ရတဲ့မြေနန်ယုံမျိုးနယ်ပဲကြားရောက်နေတယ်လို့ဆိုပါတယ်အဲ့ဒီလိုကြားရောက်နေတာကြောင့်အိန္ဒိယအစိုးရအနေနဲ့မြန်မာနေဆက်မိုင်တိုင်190နေနဲ့193မှာရှင်စည်းဥက္ကဋ္ဌနေမှုကိုချက်ချင်းရပ်တန့်ပြီးရုံသိမ်းပေးဖို့ UDRC ရဲ့ထုတ်ပြန်ချက်မှာတောင်းဆိုဖော်ပြထားပါတယ်အခုလိုလှုပ်ဆောင်တာဟာလူမျိုးတစ်မျိုးတည်းမိသားစုတစုတည်းဖြစ်တဲ့ဌာနေနာကလူမျိုးတွေရဲ့တရှိမှုကိုပတိကျိုးကျုံမျိုးကပိုင်းခြားဖို့ဆောင်ရွက်လာတာကြောင့်နာဂပြည်သူလူထုတရလုံးနာကျင်စွာစိတ်ထိခိုက်ခံစားရတယ်လို့လည်း UDNC ကဆိုပါတယ်အိန္ဒိယဆိုရရဲ့နေဇမင်းချန်စီအိုကာယန်ရဲ့လုပ်ငန်းစဉ်တွေဟာဌာနေနာဟာလူမျိုးတွေကိုစေဘဲဆိုင်ရာညှဉ်းပန်းနှိပ်စက်တာနဲ့တွေးခွဲဖျောက်ဖျက်ဖို့မဟာဗျူဟာကြကြလှုပ်ဆောင်တဲ့တိုက်ခိုက်မဲ့လို့ရအဖြစ်သုံးသပ်ရတာကြောင့်နာဂပြည်သူလူထုကိုစားပြုဖွဲ့စည်းတွေကလုံးဝကန့်ကွက်ကြောင်းကိုလည်းဖော်ပြထားပါတယ်။နောက်ဆုံးတစ်ပုဒ်အနေနဲ့ဒီဆက်ပြမှာကတော့ပြည်သူပိုင်ကားတွေကိုချောဆွဲပြီးလိုက်ပါလာတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရရတဲ့သတင်းမှာ ကွေးတိုင်းရေစကြိုမြို့ကြောင်းလီကားရွာကနေပြည်သူပိုင်ကားတွေကိုချောဆွဲပြီးလိုက်ပါလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုပခုတ်ကူအစမ်းမတိုက်ခိုက်ခဲ့တယ်လို့စောက်တန်းဝိုင်းရဲစု BDFC ကသိရပါဗျ။နိုဝင်ဘာ16ရက်ညနေ9:00နာရီဝန်းကျင်မှာကြောင်းလီကားရွာကနေပြည်သူပိုင်ကားတွေကိုချောဆွဲပြီးပခုတ်ကူမြို့နယ်ကပန်းတိုင်းကျုံကြီးစီကိုလိုက်ပါလာတဲ့ခလာရ256ခလာရ259ခလာရ258တပ်တွေကအင်အား120ကမ်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုပခုတ်ကူအစမ်းမတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။အပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲ အာမီနီခန့်ကြဖြစ်ခဲ့ပြီးစစ်ကောင်ပြင်ဘက်က16ဦးတည်ဆုံးခဲ့တယ်လို့စောက်တန်းဝန်ရဲစု PDF ရဲ့တာဝန်ခံဘူအောင်မောင်းကပြောပါတယ်တိုက်ပွဲဖြစ်ပြီးနောက်ည7နာရီခန့်မှာစစ်ကောင်ပြင်တပ်ရဲ့ကားတွေရောက်လာပြီးပလောင်းနေကိုတဲကပခုတ်ခုဘက်ကိုတက်သွားတယ်လို့လည်းသူကဆိုပါတယ်ဒီတိုက်ခိုက်မှုကိုစောက်တန်းဝန်ရဲစု PDF ရေစကြို Revolution Group ဝန်ရကြီးဒေါင်းကြီးနောင် BKU PDF ပြည်သူ့အာမတ် PDF ကင်းကော်ဘရာနဲ့ဒေါင်းစစ်တီ PDF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာပါ မီလက်ဒေတာကသတင်းတွေကိုတင်ဆက်ပေးနေတဲ့မီလက်တန်ရဲ့နေ့စဉ်သတင်းအစီအစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်ည၈နာရီခွဲမှာတင်ဆက်ပေးနေတာဖြစ်ပြီးမီလက်တန်ရဲ့ဝက်ဘ်ဆိုက် YouTube နဲ့ Facebook တို့မှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ